ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ပြည်နယ်ပညာရေးမှုရုံးစီဝေခမ်းမ၌လုပ်ငန်းညီနိုင်စီဝေကျင်းပတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။2025ခုနှစ်မေလ6ရက်နေ့မွန်လွယ်ပိုင်းတွင်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ပြည်နယ်ပညာရေးမှုရုံးစီဝေခမ်းမ၌ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းတွင်ပြည်နယ်ပညာရေးမှုရုံးမှဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်ရှမ်းပြည်နယ်ပညာရေးမှုရုံးမှတာဝန်ရှိသူများရှမ်းပြည်နယ်တောင်ပိုင်းရှိခရိုင်မြို့နယ်ပညာရေးမှုများနှင့် တွေ့ဆုံပြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါတယ်။အစည်းအဝေးတွင်ပြည်내လူမှုရေးရာဝန်ကြီးကငလင်ဘေးဒဏ်ခံရသောကြောင်းများနေဖြင့်တင် जा တင်ယူမှုအစဉ်ပြေစေရေးအတွက်စာတင်ဆောင်စာတင်ကမ်းများကျောင်းခွင့်ချိန်မီစီမံပြင်ဆင်ဆောင်ရွက်ထားနိုင်ရေးကျောင်းအပ်နှံချိန်တွင်ကျောင်းသားမိဘများအစဉ်ပြေချောမွေ့စွာကျောင်းအပ်နှံနိုင်ရေးအစဉ်စဉ်ကြီးကြပ်ဆောင်ရွက်ရနှင့်ရှမ်းပြည်နယ်တောင်ပိုင်းရှိတရားဝင်ခွင့်ပြုထားသည့်ကိုပိုင်ကျောင်းများပြဋ္ဌာန်းသတ်မှတ်ထားသည့်ဥပဒေညွှန်ကြားချက် စီမင်းစည်းကမ်းများနဲ့ညီဖွင့်လက်ဆောင်ရွက်ရေးအခါအားလျော်စွာစီစစ်ကြက်မှတ်သွားရန်လမ်းညွန်မှာကြာခဲ့ပါတယ်။ဆက်လက်ပြီးဒုတိယညွန်ကြားရေးမှူးချုပ်ဦးမြင့်လွင်ကရှမ်းပြည်နယ်တောင်ပိုင်းပညာရေးလုပ်ငန်းများနဲ့ပတ်သက်၍ရှင်းလင်းတင်ပြခြင်းများဆောင်ရွက်ခဲ့ပြီးနောက်တက်ရောက်လာကြသောပြည်내ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ KI မြို့နယ်ပညာရေးမှူးများမှရှေ့လုပ်ငန်းစဉ်များအား အချိန်နဲ့တပြေးညီဆောင်ရွက်သွားနိုင်ရေးအပြန်အလှန်ညှိနှိုင်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါကြောင်း သိရှိရပါတယ်ခင်ဗျာ